ရှင်ရင်နဲ့ဒေဇင်ကြားကကောင်းငင်ပုံနဲ့ငရဲပုံလူတွေကနှက်ပြီကိုတွားရမလားငရဲပုံကိုတွားရမလားဆိုတာကိုတေလွန်တဲ့အခါဆုံးဖြတ်ပေးကြပါတယ်တပွားလုံးကိုလုခဲ့တာတွေကိုကိုကမှမမိပေမဲ့တေလွန်တဲ့အခါသူတို့ဘက်ကတီးတီးကြကြကိုအပြည့်ပေးဖို့ဒါမှမဟုတ်စံစားစီဖို့စောင့်နေကြပါတယ်ဤဟေဆုဆိုတဲ့အသက်ကြီးကြီးမျိုးသမီးက ရက်ကွက်ထင်ငွေလိုပေးစားတဲ့လုပ်ငန်းကိုလုပ်ပြီးသူငွေရဖို့အတွက်ပဲကြီးတယ်လို့နာမည်ကြီးပါတယ်။သူနဲ့အတူအမြဲတမ်းတွဲဖက်အဖြစ်အီယောင်းရယ်ဆိုတဲ့ရောက်ကရှာပုံစံနဲ့တမိတယောက်ရှိပါတယ်။သူမကအကျွေးတောင်းတိုင်းမှာ ES စုအတွက် Fighter ကြီးအဖြစ်နဲ့ငွေတွေထွက်လာအောင် လုပ်ပေးတဲ့သူပါ။ချိန်ချောက်တယ်ငွေတောင်းတယ်ဆိုပေမဲ့သူမမှလည်းသူမပြဿနာနဲ့သူမပါ။ ES စုဒီလိုလုပ်နေရတဲ့အကြောင်းရင်းကသူမရဲ့ယောက်ျားကိုနာချွန်းဆိုတဲ့နာတာရှိယောက်ျားတယောက်ရှိနေလို့ပါ။ ကိုနာချွန်းကဆက်ဆက်နှောင်းနှောင်းနဲ့ပျော်ပျော်နေတဲ့သူဖြစ်ပေမဲ့အသက်25နှစ်လောက်တဲ့ကကားအက်ဆီဒန့်တစ်ခုကြောင့်အောက်ပိုင်းမကောင်းတော့ပဲအဲ့ဒီအသက်25နှစ်ထဲကနေအိရာတဲ့လဲသွားတာအခုအသက်80ကျော်တဲ့အထိပါပဲအဲ့ဒီကာလတစ်လျှောက်လုံးကိုယေစုကပဲရှာကြွေးခဲ့ရတယ်လို့ကိုနာချွန်းရဲ့စေဘဝါကကအစားအိမ်စားစိတ်အကုန်လုံးကသူမအပေါ်ပဲပြီးနေခဲ့ပြီတာဝန်တရားလုံးကိုထမ်းထားခဲ့ရတာပါဒါကြောင့်မဲသူမကမိမချမ်းကြီးလိုဖြစ်နေရတာပါအကျွေးတောင်းမှုဆိုရင်나ရေးအိမ်အောင်မရှောင်ပါဘူး သူမှလည်းသူပြဿနာနဲ့သူဆိုတော့ငါမှလည်းငါဝင်တော့ဝင်ပုံနဲ့ငါဆိုတဲ့အတိုင်းသူမကငွေရဖို့အတွက်나ရေးအိမ်နဲ့အားနာမနေနိုင်ပဲအကျွေးတောင်းစရာရှိတာတောင်းပါလေဒါကြောင့်나ရေးရှင်နေနဲ့ပြဿနာတက်တဲ့အထိဖြစ်ပေမဲ့သူမမှဘူးမှမသိတဲ့စိတ်နှလုံးကောင်းလေးတွေရှိပါတယ်မတက်တာလို့အကြွေးတောင်းရပါမယ်။နာရီအတွက်ကုငွေပြန်ထည့်ပေးတာလို့ပတ်စံပို့သွားရင်ဆက်ဆက်ပြန်ပေးတတ်တာလို့စားတဲ့သူမရဲ့စိတ်နှလုံးကောင်းလေးတွေကိုလည်းမြင်ရပါတယ်။ ူမမတရက်တရက်ဈေးထဲမှာအကျွေးတွေတောင်းဈေးတွေကလူတွေနဲ့ရံဖြစ်ပြီးပြင်မရပါပဲအိမ်ပြန်ရောက်လာရင်ယောက်ျားဖြစ်သူကိုနာချုံကိုမြင်ရင်အမောပြင်းနေတဲ့သူပါယောက်ျားဖြစ်သူကလည်းနှစ်ပေါင်းများစွာမိမပင်ပန်းနေတာကိုမြင်နေရတာကြောင့်မြ мян သေးဖို့ကိုပဲမျှော်လင့်နေကြတာပါခေါနာချွန်းပြောလို့ရှိရစကားကမင်းကဒီရွယ်မှာအလှဆုံးပါပဲမင်းနဲ့အချိန်အကြာကြီးပတ်သက်ခဲ့ရတဲ့အခုချိန်ကအချိန်ပိုကြာလေငါ့အတွက်ပိုတန်ရောစင်တွေများလေဖြစ်လာကြောင်းအခုအရွယ်သဘောအကျဆုံးလို့ပြောလို့ရှိပါတယ် ဒီစကားတွေနဲ့ပဲအီလဆူတယောက်သူ့ရဲ့နေ့ရက်တိုင်းကအားဖြစ်နေရတာပါ။သူမရဲ့အိမ်မှာကြောင်လေးတစ်ခုနဲ့မွေးထားပါတယ်။ဒါကတော့သူမအလုတ်သွားတဲ့အချိန်တိုင်းအိမ်မှာတယောက်တည်းကြံခဲ့တဲ့ခေါနာကျုံကိုအဖော်ပြုတ်ပေးဖို့အတွက်ပါခေါနာကျုံကယေဆုလုတ်သွားတဲ့မှာအိမ်မှာတယောက်တည်းအထီးကြံနေခဲ့ရပြီသူလုတ်ပေးနိုင်တာဘာမှမရှိလို့အပြင်ထွက်ရင်ထီးဆောင်သွားမိုးရမယ်နော်လို့အမြဲတမ်းပေးတတ်ပါတယ်ယေဆုကလည်းဒီစကားကိုနားထောင်ပြီးအပြင်သွားတဲ့မှာထီးဆောင်သွားတတ်ပါတယ် ဒါကတကယ်တမ်းလက်တွေ့မှာလည်းအသုံးဝင်ပြီးဈေးတွေကဈေးတရိန်နဲ့ရန်ဖြစ်တဲ့အခါသူတို့ငါပုတ်ရည်နဲ့ပတ်တဲ့အခါအကာအကွယ်ယူဖို့ဒီထီကအသုံးဝင်ခဲ့ပါတယ်။တရက်မှာတော့အေယာစုတယောက်ဖျားเจ้าကိုတွားခဲ့ပြီးယောက်ျားတို့ဆူတောင်းမှုလုပ်နေရင်ကမျက်စိနဲ့ယောက်ျားကိုတေမင်းကလာခေါ်တာကိုတွေ့လိုက်ရသလိုကြောင်လေးကလည်းကာကွယ်ပေးဖို့ကြိုးစားရင်ကြောင်လေးပါထိခိုက်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါကြောင့်သူမကအိမ်ကိုအလင်းအမြန်ပြန်ပြေးခဲ့ပါတယ်။သူမရဲ့အာယုံကအမှန်တကယ်ဖြစ်ခဲ့ပြီးအိမ်ရောက်တော့ယောက်ျားရောကြောင်လေးပါတည်ဆုံသွားခဲ့ပါပြီ။ အဲ့ဒီနောက်ပိုင်းသူမရဲ့ဘဝကအတိတ်ပဲမရှိတော့သလိုသူမကအသက်ဆက်ရှင်ရမယ့်အကြောင်းပြချက်လည်းမရှိတော့ပါဘူးအရင်လိုအလုပ်လုပ်ရတာလည်းမတက်ကြွတော့ပါဘူးသမီးဖြစ်သူကလည်းသမီးရင်မဟုတ်ပါဘူးသူမငွေသွားတောင်းတဲ့အိမ်ကအယသမားကအကျွေးမပေးနိုင်တဲ့အပြင်သမီးရင်ကိုပါရိုင်းနှက်နှိပ်စက်နေလို့မကြည့်ရလို့ခေါ်မွေးခဲ့တာပါအခုတော့သူမနေကျင်စိတ်လည်းမရှိတော့တာမို့သမီးနဲ့အကျွေးသွားတောင်းရင်အဲ့ဒီအိမ်ကကောင်းလေကိုသမီးကသဘောကျနေတာကိုသတိထားမိလိုက်ပါတယ်။သမီးကရောက်ကြရှာလို့တဘွာလုံးနေခဲ့ပြီးသဘောမကျစဘူးသဘောကျနေတာကြောင့်အကျွေးရွှော်ပြီးမယ် ငါသမီးနဲ့တွေ့ပြီဆိုပြီးသမီးကိုဝေကောင်းစားလာရေဝေပေးပြီးဒိတ်ပေးပါတယ်။သူမမရှိရတဲ့နေ့ရက်တွေအတွက်အဖော်ဖြစ်ထားပေးခဲ့ခြင်းလိုပါ။ဒါကိုသမီးကရိမ့်မိသွားပြီးသူ့ကိုထားခဲ့မယ်ဆိုရင်ဘသူနဲ့မှမတွေ့နိုင်ဘူးဆိုပြီးသူ့ပုံစံအမှန်ကိုပြပြီးယောက်ျားလေးဘက်ကသဘောမကျအောင်ကြမ်းကြမ်းရဲရဲနေလုပ်ပြပါရတယ်။အဲဒီနောက် ESU ကလည်းသူ့ရဲ့အကျွေးတောင်းတဲ့လုပ်ငန်းကိုပဲအမွေပေးဖို့စုံဖြတ်ပြီးထီးနဲ့လာသမျှရန်ကိုဘလို့ကာကွယ်ရမလဲဆိုတာကိုသင်ပေးပါရတယ်။ ဒီလိုတင်ပေးစရာတွေတင်ပေးပြီးရဲ့နော်။သူမလည်းလူရောဂါကြီးကနေတိတ်မကြခင်ထွက်ခွာသွားခဲ့ပါတယ်။သူမတေဆုံတဲ့နောက်တော့သူမကိုတမလွန်ကိုဘလူသွားရဲဆိုတာမေးပါတယ်။ယထာနဲ့တော်ဘူးရွေးချယ်ခဲ့တဲ့နောက်တမလွန်ယထာကြီးစီးပြီးယထာကြီးကဂျုံရွေးချယ်နဲ့စထွက်လာခဲ့ပါပြီ။အီအောင်အဲကိုလည်းထားခဲ့ရပါပြီ။ဒီလိုနဲ့ယထာကြီးခုံမောင်ရင်ကတနေရာမှာတော့ယထာကချက်သွားပြီးဂျင်ညာရက်တစ်ခုထွက်လာပါတယ်။ အားလုံးပဲအခုကငရဲပူတာကိုရောက်နေတာပါအားလုံးပဲနေရာကမထပဲထိုင်နေပေးကြပါဆင်းရဲမဲ့သူတွေကဆင်းရပါလိမ့်မယ်ဆိုတဲ့ကြေညာချက်ပါကြေညာချက်ပြီးရင်တော့ဘဝမှာအာဟုသူတွေလောက်ခဲ့တဲ့သူတွေကိုငရဲကမစင်းငင်လဲဆွဲခေါ်သွားပါတယ်တယောက်ပြီးတယောက်အကြောက်ကန်ညင်းမြဲမရပါဘူးရုံးငံပေးမဲ့လည်းမရပါဘူးအင်းရင်စုတယောက်လည်းကြောက်ကြောက်နဲ့ဖင်ရဲခုံကိုမြင်အောင်ထိုင်ပြီးလက်ကိုကြည်ကြည်ပအောင်စုပ်ပြီးသူမပါသွားဘူးစေတဲကစူတောင်းနေမှာတည်ကြပါတယ်ငရဲကခေါ်ရမဲ့သူတွေကုံသွားတော့ရထားဆက်ထွက်သွားပါတယ်အင်းရင်စုမပါသွားပါဘူး သူမလည်းတပြင်းခိုးချပြီးရထားကဆက်ထွက်လာရင်နောက်ဘူတာကတော့နှက်ပြီလို့ခေါ်တဲ့ကောင်းငင်ပုံကိုဆက်ထွက်ခဲ့ပါပြီ။ဒီဘူတာမှာရထားရတဲ့အချိန်လူနည်းနည်းသာကြာမှာတော့ရီယေစုလည်းမရေတရေနဲ့နှက်ပြီဘူတာကိုဆင်းလာခဲ့ပါတယ်။ဒါကတော့ပထမပိုင်းမှာဒုတိယပိုင်းကိုနောက်ရမှာဆက်တင်ပေးပါမယ်။